င်္ဂလာပါခင်ဗျာကျွန်တော်တို့ပြူရောကောင်းနေပါတော့ပြူရောကောင်းတရားအဖြစ်ကိုကျွန်တော်တို့နော်ဒီပညာလေးကြားလာပြီးဆိုရင်ဒီတရားနော်အရှုပ်ထဲကနေပြီးတော့ရှင်းအောင်ပေါ့နော်နေခြင်းနဲ့ fake လေးတွေဆန္ဒလေးတွေဖြစ်ပေါ်လာတယ်ပေါ့နော်အဲတော့ပြူရောကောင်းဆိုတာကဒီကတော့ပါတယ် ဆုတ်သေးရတယ်ဆုတ်သေးရရှင်းအောင်ဒီဒီနေတာပေါ့နော်နေတာပေါ့အဲဘာလို့နေတာလဲဆိုတော့နော်ဟိုဘွားကိုဘွားကိုဆုတ်သေးရနေရှင်းအောင်နေတယ်နော်တော့ဒါစိတ်ကိုဆုတ်သေးရနေပြောမှာပဲနဲ့ရှင်းအောင်အဲဒါကသူတော်ကောင်းချင်းပေါ့နော်အဲဆုတ်သေးရနေရှင်းအောင်နေနိုင်မှဒါကကျေလို့ပါမှာဖြစ်တယ်နော်ညွှန်ပြမှုရတယ်နော်ညွှန်ပြမှုရတယ် ကျွန်တော်ကိလေသာခဏကျွန်တော်တို့ပြောခဲ့လို့ပဲเนาะမကောင်းမှုရှောင်းကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားเนาะကျွန်တော်တို့ကစိတ်ဖြူစင်နေမှသာလေကျွန်တော်တို့ကသုံးမြောက်မှုရနိုင်တယ်အဲစိတ်မှာကျွန်တော်တို့ကိလေသာလောဘဒေါသမောဟတွေကိလေသာအဝိဇ္ဇာတရားတွေเนาะတိတ်ဖုံးနေလို့ရှိရင်ဒါသုံးမြောက်မှုကိုကျွန်တော်တို့ကပါခဲ့တယ်အဲမရနိုင်ဘူးเนาะမရနိုင်ဘူးကျွန်တော်တို့ကဒိဋ္ဌိပါလေเนาะခုနကကိလေသာအဝိလောဘဒေါသမောဟတွေကဒိဋ္ဌိရဲ့ကျွန်တော်တို့ကเนาะဟိုเนาะဟိုရေတောင်းဒိဋ္ဌိရေတောင်းပြီးတဲ့ เนาะဒါရွက်အခက်တွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကကိလေသာတွေเนาะကျွန်တော်တို့ကအဲเนาะရှိနေတယ်မြတ်လောဘဒေါသစိတ်ကเนาะမဖြူသေးတယ်မြတ်မဖြူစင်သေးတယ်မြတ်ကျွန်တော်တို့ကအရှုပ်ထဲရနေရုံးခတ်တာပေါ့เนาะအဲဒီအဲ့တော့ကျွန်တော်တို့ကအဲ့လိုရုံးထွက်ဖို့အတွက်ကျွန်တော်တို့ကဘာလုပ်လဲဆိုတော့ကျွန်တော်တို့ကအဲကျွန်တော်တို့เนาะရာလုံးအကဲကံဝစီကံမလို့ကံเนาะဟိုဘုရားရဲ့ เนาะကျွန်တော်တို့ making ship တရားတော်တရားလို့ပဲဆက်ဆက်နေတာဟုတ်တောင်းကျွန်တော်တို့ကအဲเนาะတမဒိဋ္ဌိတမသင်္ကပတမဝါစာတမကေမန္တတမအာစီဝါစာတမွေးမှုဟာစာကျွန်တော်တို့ကပါတည်တယ်ရှင်းနေမှာဒါနဲ့ကျွန်တော်တို့ကပါတည်တယ်ဒီအစုတ်ပြည့်ရှင်းနိုင်မှာပေါ့เนาะအဲအဲ့လိုမှမဟုတ်ဆိုကျွန်တော်တို့ကပါပြီလေဘောပါတော်တော်မောဟာရီနဲ့ကျွန်တော်တို့ကမလွှဲဟောက်ပေါ့เนาะဘယ်လိုလောက်ဒီကနေရှင်းကျွန်တော်တို့ကစိတ်ကိုကျွန်တော်တို့ကเนาะဖြူအောင်ထားဖို့ဆိုတာအဲ့တော့စိတ်ဖြူမှလာရင်ကျွန်တော်တို့ကဖြစ်လေ မအစင်ရတော့ခုနနော်ခုနတိလာပန်းရပေါ့နော်ဖြူအောင်ထားရမယ်နော်ဒုတိယပန်းစိတ်ပန်းရပါဖြစ်တယ်ကျွန်တော်တို့ကဖြူအောင်ထားရမယ်စိတ်ပန်းရဖြူအောင်ထားရဆိုတာကတော့ခုနတိလာပန်းရတော့ခုနပေါ့နော်ခုနကံမိုးကြီးဘာစားလုပ်တယ်စာစင်ရမယ်တိလာဆောင်တဲ့ရမယ်စိတ်ကိုဖြူစင်အောင်ထားတာကြတော့ကျွန်တော်တို့ကစိတ်မှာကိလေသာတွေနော်ဒီတိလာပေါက်ပြန်မှုကြောင့်ဖြစ်ပေါ်လာတဲ့ကိလေသာတွေပေါ့နော်တိလာပေါက်ပြန်ကိလေသာဖြစ်မှာပဲနော်တိလာတိလာမဆောင်ထိုင်းလို့ရှိရင်ကိလေသာတွေက ဝဲလာမှာပဲเนาะသူတော်တော်ကျူးတွန်နေတယ်ကျူးနေကျင်တဲ့စံအားကူကဒါကိလေသာเนาะဝိစာဒိဋ္ဌိပေါ့เนาะအဲ့တော့အဲ့လိုဖြစ်เนาะဒီလိုစောင့်တဲ့တိရမစောင့်တဲ့ရင်ကိလေသာတွေဝင်လာမယ်ကိလေသာဝင်ဝိစာဖြစ်ပြီးဒါကနိယမတရားပဲပေါ့เนาะအဲ့သို့သောကျွန်တော်တို့ကเนาะဟိုเนาะဆိုကြတော့တိရတိရစောင့်ထင်းရက်နဲ့လေเนาะเนาะနဲ့ကောင်းမှုရှောင်းကောင်းမှုဆောင်ပြီးတိရစောင့်တိုင်းတော့နေနေနေရလေလေเนาะရှုပ်ထဲမှာ နော်ဘဝကိုရှုပ်ထင်းမှရှင်းအောင်နော်ထားလင်းနေလဲစိတ်ကရှင်းမယ်လို့တော့လည်းပြောလို့မရဘူးပေါ့နော်ဒါဆက်တော့ဆက်ဆက်နေတာပေါ့လေဟာရှင်းတချို့နော်ဘာဘူးမှမရှိမဲ့နေရမှာလဲနော်ကျွန်တော်တို့ခိလေတာတွေဖြစ်ပေါ်နေပေါ့နော်အဲ့တော့ကျွန်တော်တို့ကဘာအနောက်ရှင်းမှမရှိတဲ့နေရမှာလဲခိလေတာဖြစ်ပေါ်နေတာပဲနော်အဲ့တော့ရှုပ်ထင်းမှနော်ရှင်းအောင်လေးကိုတက်တာခုနကဘဝကိုရှင်းအောင်နေရမယ်။နောက်ကစိတ်ကိုရှင်းအောင်နေရမယ်။နော်အဲ့တော့စိတ်ကိုရှင်းဖို့အတွက်ကနော်ခုနကအဲကိလေသာငယ်ပါအောင်နော် ဘယ်လိုကြံဆောင်လဲဆိုတဲ့ဟာကိုကျွန်တော်တို့เนาะကြိုးစားအောင်ပါเนาะဒါခဏစိတ်စိတ်ကိုဖြူစင်အောင်လို့ဒါဝိပဿနာတရားချင့်ကြံအားထုတ်ခဲ့ခဏเนาะဣတိတော်ပယ်ဖို့အတွက်ကဒိဋ္ဌိကိုပယ်မှရနိုင်ပါဘူးเนาะအဲ့တော့ဒိဋ္ဌိကိုပြန်နိုင်ဖို့မဲတဲ့တရားကိုကျွန်တော်တို့ကเนาะမဲခြင်းတရားကိုဟိုเนาะတည်အောင်เนาะမျိုးကိုယ်တိုင်ခံစားနိုင်အောင်ခံစားမှလည်းဒိဋ္ဌိပြုတ်မယ်ကိလေသာတွေเนาะပြုတ်သွားမယ်ဒီလိုဖြစ်အောင်လို့ကျွန်တော်တို့ကပါတယ်လေဒီဟိုကိလေသာကိုကျွန်တော် sorry နော်ဝိပဿနာတရားပေါ့နော်မမဲဘူးနော်ဘာမှမမဲဘူးတော့ဒီခန္ဓာကိုယ်ဒီစိတ်ရှိရှိသမျှဟာတယ်မမဲဘူးဆိုတာဒါဟိုသိရှိအောင်နော်ကြည့်ချင်အားထုတ်တာပေါ့လေသို့တော်လည်းအဲ့လိုကျင့်ကြံအားထုတ်ဖို့အတွက်ကဒါအများကြီးဒီနော်ဟိုဘယ်လိုပြောမလဲပံ့ပိုးမှုပေါ့နော်အများကြီးဟိုဒီစိတ်အတိအတိညာပံ့ပိုးမှုတွေအများကြီးလို့လေအများကြီးလို့လေပြောင်းထထိုင်ကြည့်ဆိုရင်ကျွန်တော်တို့ကပြောခဲ့သလိုပြောပဲနော် ခိုင်ကကြီးနေလိုက်တာပဲဟဲ့ပျောက်သွားတယ်လို့ဟုတ်တယ်လို့မဟုတ်ဘူးเนาะတကယ်ကတော့ကျွန်တော်တို့ကျွန်တော်လေ့လာပြီးတော့เนาะသူကဘုဒ္ဓဘာသာဝိသီပိုင်းပေါ့เนาะဝိသီပိုင်းသူက process ပေါ့เนาะသူရဲ့အဲသူဖြစ်စဉ်ညာပေါ့เนาะဖြစ်စဉ်ညာကျွန်တော်တို့ကအဲเนาะခုနဟိုเนาะဝိသီပိုင်းမှာကျွန်တော်တို့ကစိတ်ကဘယ်လိုဖြစ်တယ်လဲအာယုံပေါ့เนาะအာယုံပေါ့စိတ်အာမှုအာယုံရှိရင်စိတ်မဖြစ်ဘူးเนาะအာယုံမမြည်ပြီးတော့ကျွန်တော်တို့ကစိတ်ကဖြစ်တယ်အာယုံတောင်ဝေကျူတန်းပေါ့เนาะဒီကျူတန်းတွေက စိတ်တစ်ခုဖြစ်တိုင်းဂျူဒန်တစ်ခုစိတ်တစ်ခုဖြစ်တိုင်းဂျူဒန်တစ်ခုပေါ့နော်အဝီထိချင်ရလဲမတူနော်ဘယ်လိုလဲဘုံစိတ်မှာပြန်ပြီးသူကအဲပြန်ပြီးပြန်စတယ် base load တက်တော့ဝီထိရှိကိုကျွန်တော်တို့ကနောက်ဟိုကဟိုကောင်းတယ်အရုံးဒါဘောပေါ်မှာဖြစ်နေတဲ့အကြောင်းအရာတွေနဲ့ဒီကိုပြန်သွားတာပေါ့နော်အဲအဲ့မမြဲဘူးဆိုရင်အဲ့ဒီခုနဝီထိမမြဲတာကိုကျွန်တော်တို့ကအဓိကပြောချင်တာပေါ့နော်ကြည့်နေတဲ့ဟာကြီးကတော့နော်သူ့တက်တန်းစိတ်မှာပြောင်းပါပေါ့ နော်ဟိုမှာတိပ္ပိဒိပ္ပိထားကြည့်လို့ရှိရင်အဲ့တိပ္ပိကသူတတ္တမစိကနေကိုယ့်ဆက်ပဲပြောက်ပါမယ်နော်ဒီလိုပဲကိလေသာတစ်ခုပေါ့အကျောင်းအထုကိုထားကြည့်ရင်လည်းသူတတ္တမစိနော်သူပဲမပြောက်ဘူးတော့မဟုတ်ဘူးပြောက်တော့ပြောက်ပါပေါ့နော်အဲ့တော့ဟိုဒါကအများကြီးပံ့ပိုးမှုတွေလိုတယ်နော်ဟိုအစွဲတွေမျိုးကိုကျွန်တော်ဖယ်ဖို့တဲ့နော်ခန္ဓာဆိုတာရုပ်ငါမရှိဘူးရုံးမရှိဘူးနာမရှိဘူးဒါတွေကိုဖယ်ထုတ်ဖို့အတွက်ပေါ့နော်အဲ့ဒါတွေအများကြီးတွေ့တာပေါ့လေအဲ့တော့ကျွန်တော်တို့ကခုနကကျွန်တော်ပြောတဲ့အဲ့နော် မြေချင်းတရားကိုဆက်ကြောက်ပြီးတော့အထည်ထွက်ကြည့်လို့ရှိရင်တော့ပိုတွေတော့ပေါ့လေနောက်ခုနနော်ဟိုထဲမှာအဲထွက်ပေါက်ဘူးကျွန်တော်တို့ကဒီနည်းနဲ့သွားပေးနဲ့နော်ဘုံစိတ်ကနေပြီးတော့နော်ဘုံစိတ်ကနေပြီးတော့ဝိသီနဲ့ပြန်ပြီးတော့မယူပဲနဲ့ကျွန်တော်တို့ကပရမတ္တာနေယူလဲဆိုလို့ရှိရင်တော့ပိုမြန်မြန်ကျွန်တော်ထင်တယ်လေဟိုအဆင်ပြေနိုင်မှာမတည်ဘောเนาะအဲကျွန်တော်တို့ပြောခဲ့လို့ပဲเนาะအချုပ်ထဲမှာကျွန်တော်တို့ကရှင်းအောင်လေးတိုင်းပို့အတွက်เนาะဒီ ပရမတ္တနေရာနေပြီးတော့ထိုင်ပြီးတော့เนาะဒီဒိဋ္ဌိကိုเนาะစင်ကြင်တာတော့မှကျွန်တော်တို့ကဒိဋ္ဌိကเนาะပရမတ္တအမြဲတမ်းပိုက်နေတာပေါ့အမြဲတမ်းပိုက်နေတယ်ဒါဒါပေမဲ့ကျွန်တော်တို့ကဒါကိုခုနကကျွန်တော်တို့ပြောခဲ့တယ်ပါလေเนาะဒါအားလုံးကအကြောင်းကြောင့်ကြိုးပြရတယ်เนาะကျွန်တော်အကျိုးတရားတွေအကြောင်းတရားကိုဘယ်တော့မှကျွန်တော်တို့ကဖြစ်တယ်ပြန်ပြီးပါဖြစ်တယ်မတမ်းပိုက်နိုင်ပေါ့เนาะဒါအားလုံးအကြောင်းကြောင့်ကြိုးဖြစ်တယ်เนาะခုနကပရမတ္တဆိုတဲ့အကြောင်းတရားကြောင့် เนาะကျွန်တော်တို့ကပါတယ်လေနော်ဒါဒိဋ္ဌိဆိုတဲ့အကျိုးတရားဖြစ်တယ်เนาะเนาะခုနကမိကြောင့်เนาะအလင်းရောင်ဖြစ်တယ်เนาะခုနကတော့ဒီအကျိုးအနေပြီးအကြောင်းပြန်သိပိုက်ဖို့ဆိုတာကျွန်တော်တို့ကပါတယ်လေမဖြစ်နိုင်ဘောเนาะမဖြစ်နိုင်အဲ့တော့သို့တော်ကျွန်တော်တို့ကပါဖြစ်တယ်ဆိုတော့ဟိုဒီเนาะခုနကပရမတ္တကတော့ဒိဋ္ဌိကိုအမြဲတမ်းเนาะချုပ်ကန်တိမ့်မိထားဖို့ကြိုးစားနေတာဘောเนาะလူဘဝတစ်လျှောက်လုံးမှာလည်း ဒီလိုပဲတိမ့်မိုက်ခဲ့တာပဲเนาะတက်ရှိဘွားတဘွားတခြားတက်ရှိဖြစ်စဉ်တခြားเนาะတိရစ္ဆာန်တွေဆိုဒါဘယ်တော့မှမလွတ်မြောက်တိမ့်မိုက်တာရဲ့လူဆိုရင်လည်းဒီလိုတိမ့်မိုက်ခံရတဲ့တိရစ္ဆာန်ဘွားတက်လာတာပဲအဲဒီလူအစ်အတိညာမြင့်လာလဲတိမ့်မိုက်ခံရတာပဲเนาะတတိယတိမ့်မိုက်ပရမတ္တကိုနားလည်နိုင်တဲ့လူတွေတိမ့်မိုက်ခံရတာပဲเนาะအဲဒီတွေ့ကြောင့်ကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့ဟိုเนาะဒီပရမတ္တကိုကျွန်တော်နားလည်ပြီးเนาะလွတ်မြောက်မှုကိုတွေ့ဘူးပြီးเนาะရှာဘူးပြီးရှာရှာရှာနေရှာเนาะနေထိုင်ဘူးပြီး ော့အဲ့လိုလူမျိုးတွေတော့ဟာဒီဝဲယောဂကြီးကနေပြီးတော့ပြင်ပြင်ဆွဲတာပေါ့နော်ခုနကကျွန်တော်ပြောခဲ့လို့ပဲဝဲယောဂတွေမှာဟိုကုခတ်နေကြတယ်ဒိဋ္ဌိတွေကိုဒိဋ္ဌိရောသူဒိဋ္ဌိရောဒီကုခတ်နေတဲ့ဒိဋ္ဌိတွေကအဲနော်ဟိုခုနဝဲယောဂတွေကနေပြီးတော့ခုနကျွန်မရပြောတော့ဒုက္ခအနာတောတော့ပေါ်လာလိုက်ပျောက်သွားလိုက်တဲ့အဲဒီနော်ငရဲသားတွေဖန်ဆွဲလို့မျိုးဖန်ဆွဲတာလေနော်ဖန်ဆွဲတာပဲအဲ့တော့အဲ့လိုဖန်ဆွဲတာကိုကျွန်တော်တို့ကခုနကနော်ဟိုဟိုဘယ်လိုပြောမလဲအပြင်ကနေပြီးတော့ကျွန်တော်တို့ကနော် ဟိုနေတဲ့ခါမှာပတ်သွားတဲ့အခါလည်းရှိတာပေါ့လေနော်ပတ်သွားပြီတော့ဆိုရင်တော့ပတ်ဆွဲလို့ပတ်သွားပြီဆိုရင်တော့ကျွန်တော်တို့ကအဝိစာထဲမှာအဲနည်းထွက်ရခက်တယ်ပေါ့နော်ပြန်ထွက်ရခက်တယ်ပေါ့လေထွက်ရခက်တယ်အဲ့ဒီလိုနေတာမျိုးတွေမှာကျွန်တော်တို့ကနော်အဲ့လိုနေတာမျိုးတွေမှာနော်များသောအားဖြင့်စိတ်ကိုကျွန်တော်တို့ကရက်ပစ်ချင်တယ်ပေါ့နော်ခုနပထမဆုံးတော့မကောင်းတဲ့စိတ်တွေကိုရက်ပစ်ချင်တယ်နော်မကောင်းတဲ့စိတ်တွေကိုမရှိစေချင်ဘူးမကောင်းတဲ့စိတ်တွေကိုရက်ပစ်ချင်တယ် မကောင်းတဲ့စိတ်တွေအလုံးပြည့်သွားတဲ့ခါကျတော့အလုံးရက်ပြည့်ချင်တယ်နော်ဒီစိတ်တွေဆိုတာလုံးဝမရှိတော့ခြင်းပေါ့နော်ဘာစိတ်မဗုဒ္ဓဘာသာလေတီလိုပြောတတ်ကြရတယ်လीကျွန်တော်ကနော်လွံ့မြောက်ခြင်းမှာစိတ်ဘာမှမရှိတော့ဘူးဆိုတဲ့ဟာမျိုးပေါ့နော်တကယ်တော့ဘာမှမရှိဘူးဆိုတာမျိုးတဲ့စာလို့ရှင်အဲ့ဘခုနအရှုပ်တွေတည်းကနေလွတ်သွားတာဆိုရင်ပုံမှန်နိုင်မယ်နော်ပုံမှန်နိုင်မယ်အရှုပ်တွေအဲ့လွတ်ဖို့အတွက်ကလည်းခုနအမြင်နဲ့နော်ဒီအရှုပ်တွေကရှိနေမှာပဲစဉ်းစားရတော့ပေါ့နော် ဆင်ရတာပေါ့ဆိုတော့ခုနကနော်ဟိုဟိုစိတ်ကနော်အမြဲတမ်းနော်အရှုပ်တွေကိုနော်တရားရင်းကျက်လာတဲ့အချိန်မှာဟိုစိတ်ကအရှုပ်တွေကိုသွားရှင်းနေတယ်ပယ်ထုတ်ဖယ်ထုတ်ခြင်းနဲ့ကိလေသာတွေကိုမဖြစ်ခြင်းနော်ခုနကကျွန်တော်ပြတာလဲတကယ်တော့ပါလေအစပိုင်းမှာတော့ဒါခုနဟီရီပေါ်တပါလောကပါလာတရားအတွက်ကိုကျွန်တော်ကနော်ဟိုခုနမကောင်းမှုတွေမုန်းရပြီမဲ့နောက်ပိုင်းမှာကျွန်တော်တို့ကပါလေမုန်းလို့မရဘူးနော်မုန်းနေဆိုတာဟိုခုနနော်ဟိုအမှန်တရားကိုချစ်လို့အမှားကိုမုန်းတာတော့မှာ ဒါဒိဋ္ဌိပဲเนาะစိတ်မှာလည်းဒီလိုပဲเนาะကိလေသာတွေရှိတယ်အတွန်ပုံမရဘူးเนาะအဲကြောင်းကောင်းယုံနေအောင်လုပ်မယ်ဒီเนาะအကြောင်းအရာတွေသူ့အကြောင်းကြောင့်သူ့အကျိုးဖြစ်လာတယ်ဒါလို့မရဘူးเนาะကိလေသာကိတ္တနဲ့ပတ်သက်တဲ့အကြောင်းအရာတွေเนาะစိတ်အကြောင်းအရာတွေเนาะဖြစ်ပေါ်လာတဲ့အရာတွေဒီဟာအလုံးအကြောင်းကြောင့်အကျိုးဖြစ်တယ်အကြောင်းကြောင့်အကျိုးဖြစ်တယ်ဟာတားတယ်ဆိုတာဒိဋ္ဌိအခုတားဖို့ကြိုးစားနေတယ်ဆိုတာလက်မခံဘူးဆိုတာကဒိဋ္ဌိရဲ့သဘောပဲအကြောင်းကောင်းမဲ့လုပ်လို့ရတာပေါ့နော်အဲ့တော့နောက်တစ်ခုကခုန ဲ့အတွက်ကြောင့်ကျွန်တော်တို့ကပါလောက်မယ်ဆိုတော့ခုနကနောက်ခုနော်ဟိုဒီနော်ဆက်ကြောင်လာဒီထဲမှာနော်ကျွန်တော်တို့ကနော်ကိုယ်စိတ်ကိုရက်လို့မရတော့ဘူးနော်ဒီဒိဋ္ဌိတွေကြာသွားတော့တော့ပြန်ရက်လို့မရဘူးပေါ့နော်အဲ့လိုရက်လို့မရဘူးဆိုတော့အတင်းရက်ကိုမကြိုးစားနဲ့နော်အဲဒါဆိုလဲပတ်နေတဲ့မကြိုးစားမနဲ့ဒီဆက်ကြောင်လာဒီထဲမှာရက်နေတာတခုမှမရှိဘူးနော်ဘယ်ဟုတ်အသေးဆုံးငယ်ဆုံးစိတ်ပန်းစားအရှိဆုံးစိတ်ပန်းတိနော်ရှက်မတည်ဘူးကျွန်တော်တို့ပြောခဲ့လို့ပဲကဘာကြီးက ကျွန်တော်တို့အခုရန်နေတဲ့ထင်ရမယ်ကဘာကြီးကဘာဖြစ်လဲသူ့ဝင်ရောမှာတနာတနာယူဘာဖြစ်လဲနော်မိုင်းတစ်ထောင်ကျော်နဲ့နော်လေပတ်နေတယ်အဲ့ကျွန်တော်တို့မသိဘူးနော်မခံစားဘူးတခါဘာဖြစ်လဲနေဦးဘာဖြစ်လဲတနာယူမိုင်းပေါင်း6000 9000လက်နော်လဲမနေဘူးနော်ကျွန်တော်မော်တော်ကားမိုင်းတရားဆိုတော်တော်မြန်နေပြီနော်ဒါဒါလေပတ်နေတယ်တခါနေရလဲခုနကျွန်တော်တို့ပြောပြောခဲ့တဲ့ခွဲလဲဒီ Mickey Way ဟိုဘာဖြစ်လဲမိုင်းပေါင်းဟိုကီလိုမီတာ9000နဲ့တောင်းနော် မမနော်လေးတောင်ကျော်ပါနော်ခုနှစ်တောင်နဲ့ပါပဲလေပတ်နေတယ်ဒီမေကူရီဂယ်လက်ဆီကြီးကလည်းနော်ခုနပါပဲလေဒီနော်ခုနဟိုတနအီတနအီကိုနော်ဒါဂရီနဲ့ချီတဲ့မိုင်းလုံးနဲ့ကျွန်တော်တို့ကပါတယ်လေဆက်ချာလာကြီးမှာရေးလာနေတယ်နော်ရေးလာနေတယ်အဲ့တော့ဘယ်အရာမှရက်ရက်နေတယ်ဆိုတာမရှိဘူးနော်ခုနအချိန်နဲ့နေရာဆက်ချာလာကြီးရဲ့သဘောမှာဟို နော်အဲတခုမှမရဘူးကိုကလည်းရင်းနေတယ်လို့ပဲထင်တာမရဘူးနော်မရဘူးအဲ့ဒါလေးကိုစင်ကြရမယ်နော်စင်ကြရမယ်စင်ကြပြီးတော့အစတောင်တည်းမှာတခုမှမရမရမနေတဲ့ဟာကိုငါဘာကြောင့်ရှက်ဖို့ကြိုးစားနေတာလဲဟာနော်ဒီလူဆိုတော့စัจ java လေးရဲ့အစိတ်ပိုင်းလေးတခုပဲနော်စัจ java လေးတခုတော့မရပဲရွေလျားနေတာငါစိတ်ကငါဘာကြောင့်ရှက်ဖို့ကြိုးစားနေတာလဲဒိဋ္ဌိရပြောတိုင်းໄຊလောက်တာနော်အဲ့ဒါကိုကျွန်တော်ပြောပါခေါ်လေခုနကအဘိဇာနော်အဘိဇာလို့ခေါ်တယ်နော်ໄຊခုနက မမဖြစ်နိုင်ဘူးเนาะခုနကမဖြစ်နိုင်တဲ့အဲထဲကိုကျွန်တော်ကဝင်ပြီးပါပြီလေရက်ဖို့ကြိုးစားတာအဲ့ဒါကအပိစာเนาะရက်လို့မရတဲ့အခါကျတော့ဘာဖြစ်လဲမကြည့်မနေဘူးเนาะစိုးရင်လည်းပူပန်လည်းဘလို့ဖြစ်မလဲမကြည့်ပြာပါတာတွေဖြစ်လာတယ်เนาะအဲ့တော့အဲ့အပိစာနဲ့ပြာပါတာကိုเนาะနားလည်အောင်ကြိုးစားပြီးတော့เนาะခုနကကျွန်တော်ပြောတော့ပါလေเนาะခုနเนาะဘယ်အမှเนาะရက်မတည်ဘူးဆိုတာတိလာတဲ့အချိန်မှာအလူလူနေသူကအပြင်ရောက်လာတယ်เนาะခုနဟာရရပါဖြစ်လေ အတွင်းမှာကျန်လေတယ်ပေါ့နော်အဲ့ဒီသဘောပဲကိလေသာတွေရာလည်းမှာဖြစ်လေကျွန်တော်တို့ကနော်ဟိုကိလေသာရဲ့သဘောမှာလည်းမှာဖြစ်လေအဲ့ဒီပုံစံမျိုးနဲ့ရှုချခြင်းအဖြစ်နောက်တစ်ခါတော့သင်္ခါရပေါ့နော် टाइम နဲ့အချိန်ရဲ့သင်္ခါရပေါ့နော်အရာအလုံးကအချိန်ကြောင့်ဆက်ကြောက်လိုက်သူမှာအချိန်မရှိတဲ့နေရာတခုမှမရှိဘူးနော်အချိန်ကတဖက်လေကိုပဲသွားတယ်နော်ဥဒီတဖက်လေကိုပဲကျွန်တော်တို့ကရွေးလေရတယ်အဲ့ဘက်မှာအကြောင်းအကျိုးတွေဖြစ်ရတယ်နော်ဖြစ်ချင်းဒီကအကြောင်းအကျိုးတွေအချိန်ကြောင်းဖြစ်ရတာနော် ကျွန်တော်တို့ကတချို့ကဟိုအကြောင်းဟိုဘာသာတရားမှာကျွန်တော်တို့ကအကြောင်းကျိုးစကားလေးတိတ်ပြောတယ်နော်အရာတော့အကြောင်းရှင်အကြောင်းရှိလို့အကျိုးဖြစ်တယ်အကြောင်းရှိရင်အကျိုးဖြစ်ရမယ်လို့ဒါမှန်ပဲနော်ဒါတိတ်အိဆက်တို့တော့အဲ့အကြောင်းကျိုးဒီအချိန်ကြောင်းဖြစ်ရတာနော်ဒါကျူပဗေဒသဘောမှာတော့အချိန်မရှိရင်ကျွန်တော်တို့ကဘာဖြစ်လဲအကြောင်းကျိုးမရှိဘူးနော်မရှိဘူးဒါတော့ကျွန်တော်တို့ကမနေ့ကပြောခဲ့တဲ့နော်နိဗ္ဗာန်မှာအကြောင်းကျိုးမရှိဘူးအချိန်မရှိဘူး အချိန်မရှိဘူးဘုရားသခင်လောကမှာနော်အကြောင်းအကျိုးမရှိဘူးအချိန်မရှိဘူးပေါ့နော်အဲ့တော့ဒါကဒါအကြောင်းအကျိုးနဲ့ပတ်သက်ပြီးတော့လည်းစဉ်းစားရမှာပေါ့နော်အဲ့တော့ခုနကကျွန်တော်ပြောခဲ့လို့ပဲအရှုပ်ထဲမှာဒါရှင်းအောင်နေဖို့ကိုစူးစမ်းရမယ်နောက်ကိုဖန်ဆွဲတဲ့ဒါဒီကူကျွန်တော်ထိုင်နေနေကိုကျွန်တော်ကိုဖတ်ခဲ့လဲပြောနေနေကိုကျွန်တော်ကိုဖတ်လဲဖန်ဆွဲနေတဲ့လက်တွေလည်းရှိတာပေါ့နော်ရှိတာပေါ့ဒါပေမဲ့မုန်းလို့မရဘူးနော်ဒါဂရုနာပေါ့ဟာဒါပေါ့ဝဲဩဃတွေကနေခုနကကျွန်တော်ပေါ်လာတဲ့နော်ဘုရား တန်တဲ့ကြီးတွေနော်ကြားရဆိုမှဒါပြောတဲ့ဟာပေါ့နော်ဒီဝေယောဂဒီမှာတန်သူအမြဲကြားနေမှာပေါ့နော်နေရသားတွေရဲ့ဟောတန်နေမျိုးပေါ့နော်ဒါောင်းလဲကျွန်တော်တို့ကဟိုဒါတွေကဟိုဟိုတန်ကြီးကံပြက်လောကတွေဝင်သွားပြီဆိုရင်တောင်းတောင်းနော်ကျွန်တော်တို့ကနော်တမျိုးအချင်းဘူးခက်တယ်ဆိုတာအဲ့ဒါပေါ့နော်ဒီအတန်တွေကကိုယ်ကကြားနေရကြားနေရအများတော့မကြားဘူးပေါ့နော်ဒါတွေကိုအများကြီးနော်လူနေလောက်ကိုတို့တာပေါ့လေကျင်းနော်ဟိုဟိုတဘောပေါအောင်ပေါ့နော်ဘယ်လိုရုံးထွက်မှာဘယ်လိုတဘောထားမှာလဲသူတို့ဆိုတာအဲ့ဒါ လွယ်တာပေါ့နော်အဲ့တော့ညတာပါတော့နော်အဲ့တော့ဒီနေ့တော့ကျွန်တော်အဲ့နောက်နော်ဟိုတက်တော့ပဲအဲ့တခုပြောချင်တာကျွန်တော်ကမျက်စိခွဲတာတွေနော်မျက်စိခွဲတာတွေကကျတော့ကျွန်တော်မျက်စိကအခုညာဘက်ပေါ့အတွင်းတိမ်ပေါ့နော်ညာဒီညာဘက်ချမ်းကိုကျွန်တော်ခွဲတာနော်ခွဲပြီးတော့ခွဲပြီးကျွန်တော်က တလနေတဲ့အချိန်မှာမျက်ကြည့်သွားပြန်ရအောင်လို့ဆိုပြီးတော့အစိမ့်ပြန်ထည့်ရတော့အဲခွဲပြီးကျွန်တော်ခုနှစ်လလောက်ရှိနေပြီနော်ပြီးတော့မျက်ကြည့်သွားကြအောင်တော့ပြန်ကူလာအခုတော့ပြည့်ပြည့်တက်တာလာတာပေါ့လေအဲ့တော့ပြင်ကျွန်တော်ဒီဘက်ကိုခွဲရမယ်မျက်နှာဖက်ခွဲရမယ်ဒီဘက်ကိုခွဲအဲ့တော့ဟိုဒီဘက်ခွဲရင်တော့နော်အခုဒီဘက်ခွဲနေတော့တော့ဒီဘက်နဲ့ကျွန်တော်နော်ဒီတယ်လီဖုန်းတို့ Facebook တို့အခုဒီလုပ်ငန်းတွေကိုကျွန်တော်တို့ထားလှုပ်တာပေါ့နော်လှုပ်တာပေါ့အဲ့တော့ကျွန်တော်အခုဒီဘက်ပါခွဲလိုက်ပြီဆိုရင်တော့ ကျွန်တော်လုတ်လို့မရလုတ်လုတ်ဖို့မသိဘူးပေါ့နော်တယ်လီဖုန်းတွေကလည်းပြင်ပြကြည့်တော့ရောက်လာပြန်ပါတယ်အဲအဲ့ဒီအတွက်ကြောင့်အဲကျွန်တော်ဒီလကွန်မန်လောက်ကနေစပြီးတော့ကျွန်တော်ခွဲရပြီးတဲ့အချိန်ပေါ့နော်စပြီးတော့ကျွန်တော်နောက်တလားနှစ်လားတလားတန်နေနှစ်လားတန်နေနော်ဒီပြောတာဆိုတာတွေကိုကျွန်တော်ကျတဲ့နားမယ်လို့ကျွန်တော်ထင်တယ်လေအဲ့တော့ဒီအခုပြောတဲ့ဟာတွေအားလည်းဒါကျွန်တော်ကအသက်တလျှောက်ပေါ့နော်ကျွန်တော်အသက်ကအခုဆို59နှစ်ရှိပါပြီเนาะကျွန်တော်ဒီကောမှာဘယ်လောက်နေရမလဲကျွန်တော်မသိဘူးပေါ့နော် ဒါကျွန်တော်မသိခင်အထိနော်ကျွန်တော်ပါလေဒါတစ်ခေတ်ပြီးနဲ့ဆွေးနွေးသွားရမယ်နော်လောကကြီးလည်းကျွန်တော်တိုက်နော်နော် dialogue လုပ်ဆွေးနွေးသွားရမယ်အကြောင်းအရာတွေပါအဲတို့ရတဲ့အဲ့လိုရှေ့လျှောက်တော့ဆက်ဆွေးနွေးမယ်ကျွန်တော်နော်ဟုတ်ပြီနော်ဒီ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 စစ်စစ်တင်ထားပါစစ်တင်ထားရပါနော်ကျွန်တော်ဟိုယူရထားတယ်နော်တော်တော်မျက်စိကျွန်တော်ခွဲနေတဲ့ကြောင့်နော်ကျွန်တော်ဘယ်လောက်လောက်နားမယ်ဆိုတော့ကျွန်တော်မသိဘူးပေါ့နော်တက်တက်ထက်ခွဲပြီးလို့ဆိုရင်တလားနှစ်လားသုံးလားပြောလို့မရဘူးပေါ့နော်အဲ့တော့ဒီ ခုပြောနေတဲ့ဟာတွေလည်းအဲကျွန်တော်တို့နော်ဟိုအချင်းနော် initial လို့တော့စာရေးရကျွန်တော်တို့ကဟိုတည်းလောက်တယ်လို့ပဲနှိပ်ပါနော်ပြည်ပြီးပါနော်ကျွန်တော်ရှေ့လျှောက်လဲကျွန်တော်ဆက်လက်ပြီးတော့ဒီဓမ္မနဲ့ပတ်သက်ပြီးဆွေးနွေးပါပါနော်ဘုရားမင်္ဂလာပါ